ဟာလေးကကျွန်တော် knowledge အနေနဲ့ကြည့်စေချင်တယ်အခုဒါလေးကိုကြည့်အောင်နော်ကြည့်အဲ့ဒီလိုပေါင်ထွက်တာဒါက drone ဖြစ်နိုင်လားလုံးဝမဟုတ် drone ကအဲ့ဒီလိုတောက်ပတော့အယောင်နဲ့ဘိန်းလဲပတ်တော့အယောင်မရှိဘူးခရစ်တော်မွေးဖွားတဲ့ဘက်တလင်မြို့မှာတော့ကောင်းကင်မန်နေပေါ်ထွန်းတာကောင်းကင်မန်နေကရုတ်တဲ့ပေါ်လာပြီးတော့ကောင်းကင်မန်ဆိုတာအလင်းနဲ့ပေါ်လာကျမ်းစာထဲမှာပြောကောင်းကင်မန်တွေကောင်းကင်မန်တွေကကျယ်ပွင့်တဲ့သူတွေတဲ့အမှန်တမ်းတောက်ပတယ်နယူးဂျာစီမှာ drone တွေပေါ်လာအဲ့တော့ သတင်းထဲမှာတော့ drone တွေပြောတာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီမှာထင်ရှားတဲ့အလင်းနန်းတွေပေါ်လာပြီးတော့သူတို့က drone ထင်ပြီးတော့တရုတ်နိုင်ငံဆိုရလားငါတို့ကို spy ပြုနေတဲ့လူတာနော်ကနေဒါကပေါ်လာချို့ကပြောပင်လယ်ထဲကထွက်လာတယ်အဲ့တော့ဒီ drone တွေကအန္တရာယ်များတယ်ဘာလဲဘာတူလဲဘသူကလွတ်တာလဲအဲ့တော့တချို့တွေကတော့ဇွေဇွာနဲ့ဒါဒီနိုင်ငံမှာတချို့ကဘာတောင်ပြောလဲဆိုတော့ FBI တွေကလုံနေအစိုးရကလေးဝဲဆိုတာလုံနေပြီးတော့သမ္မတဒေါ်နယ်ထရပ်မတက်ခင်မှာဒါ နော်ကမောက်ကမဖြစ်အောင်လုပ်နေတယ်ဆိုတဲ့တည်င်းလည်းရှိတယ်။ဒါကြောင့်တမန်တော်ဒေါ်နယ်ထရန့်ကခီးသွားတာတော့သူကတော်တော်လေးရှော့ပေါ့ပြီးတော့မှသွားတယ်ခု။အန္တရာယ်များတယ်ပေါ့။ဘာလို့ဆိုတော့စစ်ပွဲတွေမှာ drone တွေကိုတုံးပြူပြီးတော့မှဒါတိုက်ခိုက်တာတွေအများကြီးရှိတယ်။အစစ်မြင့်တဲ့ drone တွေဆိုရင်တော့တခါတည်းပောက်ကွဲစီနိုင်တဲ့အထိဖြစ်တယ်ပေါ့နော်။အဲ့တော့ drone တွေအများကြီးပေါ်လာလူတွေကကြောက်ရွံ့ကြတယ်။အထူးသဖြင့် New Jersey နဲ့ New York မှာဆိုရင်တော်တော်များများညမှာတွေ့နေရတယ်။ပုံမှန်ထွက်လာနေတယ်။အဲ့တော့ theory ပထမတစ်ခုကပါလဲဆိုတော့တရုတ်အစိုးရကလည်း spy လွတ်တယ်အရင်တော့ဘောလုံးနေလေနော်မိုးပြန်ပူပေါင်းနေလွတ်တယ်ရှိတယ် now တစ်ခုကကြတော့ပီတူတွေကတချို့က၎င်းဟောပေါ့ drone တွေကိုညမှာလွတ်ကြဒါပေမဲ့အဲ့ဒီလိုလွတ်မယ်ဆိုရင်တော့ FBI နဲ့အစိုးရမသိစရာအကြောင်းမရှိဘူးဘယ်သူကလွတ်တယ်ဘယ်နေရာထွက်လာဆိုတာသူသိတယ်အဲ့ဒီအဲမှာမှအင်မတန်မှထူးခြားတဲ့ now ဖြစ်စဉ်တစ်ခုရှိတယ် theory လို့လည်းပြောလို့ရတာ အဲ့ဒါကဘာလဲဆိုတော့ဒီ drone တွေကနှမျိုးရှိတယ်တဲ့ပထမ drone ကဘာလဲဆိုတော့ drone မဟုတ်ဘူးအဲ့ဒါကအလင်းတန်းလိုမျိုး ပေါ်လာပြီးတော့မှเนาะလင်းလက်ပြီးတော့မှတောက်ပလာတာဒါက drone ပုံစံမဟုတ်အဲ့မှာကင်မရာနဲ့ special ရိုက်ပြီးတော့မှ zoom လုပ်လိုက်တဲ့ခါကျတော့ drone ဆိုရင်တော့เนาะဒါသူ့ရဲ့ပုံစံတွေ့ရတယ်အခုကပုံစံကြည့်လိုက် drone မဟုတ်ဘူးသူက drone ဆိုတာကဘယ်လိုမျိုးလဲဆိုတော့တဲ့သူတို့ပြောတာကဒီမှာဒီဘက်ချမ်းမှာအစိမ်းအောင်နဲ့အပြာအောင်လွတ်နေတဲ့ဟာ drone တွေ ဒါပေမဲ့တစ်ဖက်မှာလွတ်နေတဲ့ဟာကဒုံမဟုတ်ဘူးဒါကကောင်းကင်ဘုရားထင်ရှားတယ်။ကျမ်းစာထဲမှာရေစီချီလပရောဖက်ကသူမြင်မဲ့တဲ့ယူပါယုံထဲမှာပါလဲဆိုတော့ကောင်းကင်ဘုရားကမျက်လုံးနေနဲ့ပြေဝပြီးတော့မှကွင်းဆက်တစ်ခုထဲမှာနောက်ကွင်းဆက်တွေကချိတ်ဆက်ပြီးတော့အတောင်မှနဲ့ဖုံးအုပ်ပြီးတော့မှအလင်းကဲတော့ပြန်တန်းတယ်လို့ပြောတယ်။အဲ့တော့တချို့ကပြောဆိုတော့ကောင်းကင်ဘုရားနေပေါ်ထွက်လာတဲ့အချောင်းရာကို FBI နဲ့ American အစိုးရကတိချင်တဲ့အတွက် drone လွတ်ပြီးတော့မှလိုက်ဖမ်းတာ။ အဲ့ဒီလိုဖမ်းတဲ့အခါမှာဗာပြော drone ကအဲ့ဒီအလင်းရှိတဲ့နားလျှောက်တဲ့အခါမှာပြက်ပြက်ကျသွားတာသူကပါဝါတခါတည်းပြက်ကုန်လားဘယ်လောက်ထိဖြစ်လဲဆိုတော့အဲ့ဒီအလင်းပြန်တန်းသွားတဲ့တခြားမှာ Tesla ကားလို့လိုမျိုး electric ကားတွေဆိုရင်တော့အကုန်လုံးအတန်မီကုန်လားသူကဗာလို့ဆိုတော့ listen me ချိတ်ဆက်လို့မရအောင်ပြောမယ်ဆိုရင် radio line တွေချိတ်ဆက်လို့မရအောင်အကုန်လုံးကျသွားတာထူးဆန်းတဲ့ပြက်ပြက်တွေဖြစ်နေတယ် ရောဖက်ရေစီချီလမြင်မဲ့တဲ့ယူပိုင်ုံထဲမှာဖခါကသူ့ဘာပြောဆိုတော့ offening လို့ခေါ်တယ်ဒီကောင်းကင်နမဖခါရဲ့ပလင်တော်နားမှာခစားတဲ့ဒီကောင်းကင်နမနေကအတောင်6ခုနဲ့ပြည့်နှစ်ခုကပြန်နေတယ်နှစ်ခုကကိုဖုံးထားနှစ်ခုကနဲ့ဗာလဲသူတို့ပြန်တန်းတယ်ဆိုတော့အဲ့ဒီကောင်းကင်နမကကျွန်တော်တို့ထင်လို့လူပုံစံတော့မဟုတ်ဘူးဒီကောင်းကင်နမသူကဗာလဲဆိုတော့ seraphim เนาะရာဇမုတ် အခုပေါ်ထုံးတော့အရာကဆွမ်းနာကဒီမှာကြည့်အလင်းကိုပဲတွေးလိုက်တဲ့အတွက်ကြောင့်အဲ့ဒီအလင်းကဘာနဲ့သွားတူလဲဆိုတော့ကြည့်ကောင်းကင်သမန်ရဲ့အလင်းသားနဲ့တူတယ်အဲ့ဒီနော်စကြလိုမျိုးလက်ပတ်ပြီးတော့မှပြန်တန်းတာသူကပြီးရင်အလင်းတစ်ခုလိုမျိုးပြန်တန်းလာကြည့်နော်ရေစိချေလာတစ်သေးမှဒီလိုပြောတယ်ထိုခါထိုတတော်ဝါတို့ကငါကြည့်ရှုစင်သူတို့နားမှာလေးပိုင်းရှိတော့ယထာပိန်းတစ်ခုစီအဲ့ဒီကောင်းကင်သမန်ယထာပိန်းလိုမျိုးရှိတာသူက ကျွန်တော်လူလိုမျိုးကောင်းကင်တမန်အတောင်နှစ်ဖက်ထဲနဲ့ဟာမဟုတ်ဘူးကောင်းကင်တမန်အမျိုးမျိုးရှိရအမျိုးအစားရှိတယ်ဒါပေမဲ့ဖျားနာမှာခစားတော့ပလင်တော်နာမှာခစားတော့ကောင်းကင်တမန်ကဒီကောင်းကင်တမန်ဖြစ်တယ်သူတို့နာမှာပါလဲလေးပိုင်းရှိတော့ယထာဘိန်းတစ်ခုစီဘိန်းလုံးနေနဲ့ဝိုင်းရံပြီးတော့မှနောက်ပါလဲထိုယထာဘိန်းတို့ရဲ့အစင်းရောင်ဒီကပါလဲကြောက်မြက်ရွယ်အစင်းရောင်ကြောက်မြက်ရွယ်ဆိုတာကစွန်းနာက drone တွေကတော့အနီအောင်နဲ့အပြာရောင်အလင်းလင်းနေဆိုရင်အဲ့ဒါအဆွေအားလွတ်ထားတဲ့ drone တွေ ဒါပေမဲ့အခုဒုံးကအလင်းကဲလို့မျက်ရွယ်ဆိုတာကအလင်းတောက်ပလွန်လို့လူတွေမျက်စိနဲ့တော့ကြည့်လို့မရအောင်ကျဲကဲလို့တောက်ပလာမျက်ရွယ်ကဲလို့ဖြစ်တယ်အစင်းရောင်နဲ့တူထိုးလေးဘာလဲထိုးလေးခုတို့ဒီအစင်းရောင်တညီတင်းညွတ်တဲ့ရှိကြပြီပုံတရမ်းမှုကဘိန်းတစ်ခုအထဲ၌ဘိန်းတစ်ခုတတ်တကဲလို့ဖြစ်တယ်ဟာကောင်းကင်မန်ကဘိန်းကဲလို့အဲ့လိုမျိုးစက်ကြကဲလို့ပြန်တန်းလာတွားတော့ခါ ဘိန်းလေးမျက်နာတို့ဒီတညီသေးဖြစ်၍မလဲပဲသွားကြဘိန်းဝန်းเนาะဘိန်းဝန်းတို့ဒီလဲမြင့်၍ကြောက်မဲ့ဖွယ်ဖြစ်ကြတယ်ထိုလေးပါတို့ဒီမျက်စိနဲ့ပြေးကြတယ်ဟာတကိုယ်လုံးမျက်စိတွေနဲ့ပြေးနေတာအဲ့ဒီလိုလက်ပတ်ပြန်တန်းတဲ့ကောင်းကင်မှာအဲ့ဒါကိုတချို့ပြောတာကအဲ့ဒီလိုပေါ်ထွန်းတဲ့အတွက်ဒါကဘဘဒူလဲဆိုတော့ကိုအစိုးရတိချင်တဲ့အတွက် FBI က drone လုတ်ပြီးတော့မှလိုက်ပန်းတာလိုက်ကြည့်တာ အဲကြောင့်ဆွေးရလည်းမဖော်ထုတ်ဘူးဒါဘဒူလုတ်လေဘဒူကလွတ်လေဆိုတာမပြောဘူးသူတို့ကလွတ်ဝဲပြီးထားတာအဲတော့တချို့ယုံကြည်တာက FBI ကအဲ့ဒီပေါ်ပေါ်ပေါ်ထွန်းလာတဲ့ဒီကောင်းကင်နမန်တွေကိုလိုက်ပြီးတော့မှစစ်ဆေးနေတာတချို့က UFO လို့ပြောတယ်အဲတော့အခုခေတ်မှာကတမချန်းဆောင်မတည်တော့ကျွန်တော် UFO ပဲပြောမှာပဲเนาะတခြားပင်တတဝါမရှိပါဘူး เนาะနောက်တစ်ချိန်မှာယုံကြည်သူတွေအားလုံးခြိဆောင်ပြီးတော့လောကနဲ့ထွက်သွားတဲ့အခါမှာလောကမှာကြံတဲ့လူတွေကဂျိုဓာတွေတိမ်သွားပြီလို့ပြောမှာသူတို့တကယ်တော့ဂျိုဓာတိမ်တာမဟုတ်ပါလေခြိဆောင်ခြင်းမှာယုံကြည်သူတွေကဘုရားကခေါ်လာခေါ်သွားမှာအဲ့ချိန်ကျမှသူတို့ကအာเนาะဒါအေလီယန်တွေကပြည်သူတွေကိုလောကလူတွေကိုဖမ်းသွားပြီလို့ပြောရင်ပြောမှာပေါ့အဲ့လိုမှပဲကဘာကငိမ့်ချမှာမဟုတ်ရင်ရုပ်ရင်းဆံကဖြစ်ကုန်မှာအဲ့တော့အခုကတဲ့ကားနဲ့ UFO ပြောတဲ့ဟာတွေကဒါ UFO မဟုတ်ပါဘူး ဟောကောင်းကင်မှာပြက်မလားဒါမှမဟုတ်ကြာရှုံးတော့စာတန်ပြက်မလားဒါကျွန်တော်ပြောလို့မရအောင်နော်ဒါကြောင့်ဒီဟာလေးကကျွန်တော် knowledge အနေနဲ့ကြည့်စေချင်တယ်အခုဒါလေးကိုကြည့်အောင်နော်ကြည့်အဲ့ဒီလိုပုံထွက်တာဒါက drone ဖြစ်နိုင်လားလုံးဝမဟုတ် drone ကအဲ့ဒီလိုတောက်ပတော့အယောင်နဲ့ဘိန်းလဲပတ်တော့အယောင်မရှိဘူးဒါအခုတို့ New Jersey မှာပေါ်တဲ့နော်ဒီအဲ့ဒါကိုဖမ်းပြီးတော့မှပေါ်ပြထားတာ It's not drone it's the angel call off in him. And the angel appeared in the sky of New Jersey or New York, and some people caught it on a camera. And they thought it's a drone or some kind of, you know, spy from China or something like that. But drone could not be that bright. Don't, drone could not be that, you know, the shape and the form that it, it appears is totally different from drone. There are some other drone that's trying to catch and uh, you know, capture that picture, and those drones fall apart because that's the angel. I got it from TikTok anyway.